ဟယ်လိုအားလုံးမင်္ဂလာပါကျွန်မဒီမှာဒီနေ့ပေါ့နော် personal reading နေ့အတွက်ကိုဒီဘက်မှာဖတ်ပေးနေရင်းနဲ့မှာ live နေ့အတွက်တောင်းနေ live နေ့အတွက်ပြီးခဲ့တဲ့တင်ကြိုလာပြရလေးဒီချာလေးမဖတ်ဖြစ်လိုက်ဘူးပေါ့နော် college လောက်နဲ့ပဲပြီးသွားတယ်ဆိုတော့ဒီတစ်ခေါက်တောင်းနေတင်ကြိုမှာကျွန်မတို့မြန်မာရိုးရာပေါ့နော် net ရဲ့ net ကြီးတွေရဲ့တင်စကား သူတို့ကိုရိုးရာညက်တည်နေမဟုတ်ဘူးเนาะတိုက်ပိုင်းဆိုင်ရာဘာညာကိစ္စတွေပေါ့เนาะအဲ့အရာတွေတော်လည်းပါတယ်ဆိုတော့သူတို့နဲ့ပတ်သက်တဲ့သတင်းစကားလေးတွေပေါ့เนาะအဲ့ဒါလေးတွေသိဖို့လိုနေတဲ့သူတွေအတွက်အာဖိုင်မီတင်းလေးအနေနဲ့ဖတ်ပေးมาဖြစ်ပါတယ်ဆိုတော့ဘာမှဟိုမဖြစ်ရသေးခင်မှာဒီမှာ necklace ဆိုတဲ့ကလေးထွက်လာရပေါ့เนาะဆိုတော့အာဒီ reading မှာကိုယ့်ရဲ့ရိုးရာပေါ့เนาะခေါင်းဆွဲညက်တည်ပြီးဒီတိုက်ပိုင်းဆိုင်ရာတွေကိုမေ့နေတဲ့သူတွေဆိုလို့ရှိရင်ဒီ reading ကိုကြည့်ပြီးရချိန်မှာသူတို့ကို အများဝေးကုသိုလ်ကောင်းမှုဒါနလေးတွေပြုတာလေးတွေလုပ်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်။ Alright ဆိုတော့ကျွန်မဒီမှာ item လေးနှစ်ခုထားပေးထားမယ်ပေါ့နော်။ပထမဆုံးကဒီစစ်ပိုမီချက်လေးပါ။ Okay ဆိုတော့ဒီမီချက်လေးတစ်ခုရှိမယ်။နောက်ထပ် item လေးတစ်ခုက Okay ဒါလည်းမီချက်လေးနောက်တစ်ခုပေါ့နော်။ဆိုတော့ဒီနှစ်ခုတွေကတစ်ခုအတော်ဝါရှူပြီးတော့ရွေးချယ်ပေးပါ။ရွေးချယ်ပြီးရတဲ့ reading တွေကိုစပြီးတော့ဖတ်လို့ရပါပြီ။ โอเคအရင်ဆုံးဒီ music library ဟာတူတွေအတွက်ပေါ့နော်ဆိုတော့ကျွန်မဒီမှာတချို့ကတ်တွေဆိုလို့ရှိရင် YouTube ရဲ့ policy နဲ့တိတ်မကိုက်တဲ့အတွက်ကြောင့်ကျွန်မမဖြစ်ထားမယ်ပေါ့နော်ကတ်လေးတွေကို crystal လေးနဲ့ဖုံးထားပေးမယ်ဒီပိုင်းဝန်ကိုယူထားတဲ့အနေနဲ့ကျွန်တော် personal reading တွေဖတ်စာဖတ်ပြီးနေတယ်ဒါပေမဲ့ဒီမကောင်းတာနဲ့မီးဖြတ်တာနဲ့ line ကျတာနဲ့လူလစ်နေတာနဲ့အမှ ော်တော်လေးပါဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာဒီကမအားတဲ့ခြာရအမြန်ဆုံးဖတ်ပေးတာပါဆိုတော့ကိုယ်နဲ့တည်နေတိုက်တဲ့ oops message တွေဆိုရှုပါပေါ့နော်ဆိုတော့ဒီမှာဒီဟာလေးကိုဒီကတ်လေးကိုပါတစ်ချက်အုပ်လိုက်ပါအဲ့တော့ ပိုင်ဝမ်းနေစပြီးတော့အစုခံရမှာပြီးပေါ့နော်ပိုင်ဝမ်းနေဝမ်းနေအစုခံရတာကိုကျွန်မရုံးဝမ်းတာပါတယ်စတာပါဆိုတော့ဗာလေးဆိုပိုင်ဝမ်းနေကိုပြောလဲဆိုတော့ဒီကိုယ့်ရဲ့ရိုးရာနှက်တွေအကုန်လုံးကပေါ့နော်အဲအန်ဒီရဲ့အနောက်ရက်တွေအကုန်လုံးကိုဒါရှင်းလင်းပေးထားတယ်ပေါ့နော်သူတို့ရှင်းလင်းပေးထားတယ်၊ကုညီပေးထားတာပေါ့အဲ့တော့သူတို့မေ့နေပေါ့ထုံးတဲ့တိုင်းပေါ့နော်ဒီတရားမောင်းလာပြီးနေဘာလို့လာပြီးလာခွဲအခါကြီးဒီမှာသူတို့ကအမြောက်ရေးကိုမေတ္တာပေးဖို့ မေတ္တာပို့ဖို့နော်မေတ္တာပို့မေတ္တာပေးအမျှဝေဖို့ကိုမေ့နေတဲ့သူရယ်ပါတယ်တဲ့အဲ့ဒီ buy 1ထဲမှာပေါ့နော်ဘာမနဲ့မှာဒီအလုပ်တွေပဲများနေရပေါ့တကိန်းဆိုတာကတော့အလုပ်တွေများနေတယ်အခြေအေးတွေပြများနေစီးပွားရေးတွေပြများနေပေါ့နော်ပြများပြီးတော့လုပ်ရှင်ကိုင်ရင်စိတ်တွေဖြစ်ပြီးတော့တချို့တွေဆိုစိတ်ရိုင်းနေစိတ်ကြမ်းနေဝင်တာပေါ့နော်โอเคအဲ့လူတွေအတွက်ကိုဒီမှာကိုယ့်ရဲ့နော်အစွမ်းတွေကို ကိုကောင်းကောင်းအသုံးချရတော့ဂျင်းနဲ့ပါတယ်ဒါပေမဲ့ဒီကိုရဲ့ဆောက်ရှောက်တင်းနဲ့လည်းအဆက်အသွယ်မပြောင်းအောင်နေပါဘောနော်ဒါမျိုးသူတို့ပြောထားရှိရယ် key heart ဆိုမီပလေးရင်ကတ်ထွက်တယ်ဘောနော် median the conqueror အဲ့တော့ဘာပြောလဲဆိုပိုင်ဝမ်းနေကိုလေအခုပိုင်ဝမ်းနေမှာစီးပွားရေးလူမှုရေးအခြေအနေအောင်ကြီးတစ်ခုခုအောင်မြင်အောင်ကိုက တွန်းထိုးပြီးလုံနေတာရှိတယ်သိလားတွန်းထိုးပြီးလုံနေတဲ့အတွက်ကြောင့်မလို့သူဘာလို့တောင်ဘလို့တောင်ဖြစ်နေပြီလဲဆိုပိုင်ဝန်းနေတာတကယ်လေဟိုဘလို့ခေါ်မလဲ the beast energy ပေါ့နော်လုံးဝကို the beast ဖြစ်နေရကွာချင်းချင်းသိတကောင်လို့ကြားတကောင်လို့ငကားတကောင်လို့မျိုးအစွမ်းနေအရန်ထွက်နေ okay spiritual အစွမ်းနေလက်တုံးချနေဆိုအချို့ဆိုစီးပွားရေးနောက်ကိုတဲကြီးမကြီးလိုက်တာအချို့ဆိုပညာရေးနောက်ကိုတဲကြီးမကြီးလိုက်တာအချို့အိမ်တော်ကြီးခြေရေးနောက်ကိုတဲကြီးမကြီးနဲ့ကိုဘွားကိုတိဆောက်နေတာပေါ့နော်အဲတိဆောက်တာလည်းတိဆောက်ပါပေါ့ဒါမှမဟုတ်ကိုရဲ့ဒီ အဆောက်ရှောက်တွေကိုလည်းမမေ့နဲ့ပေါ့နော်စိတ်ထဲမှာဒီနှလုံးသားထဲမှာကိုလိုချင်တဲ့စိတ်ဆန္ဒရှိရင်ဖြစ်မယ်စိတ်ဆန္ဒရှိရင်ဖြစ်မယ်အဲ့တော့ manifesting လုပ်နေတဲ့အဲဒီစိတ်ထဲမှာဆူတောင်းနေရရှိနှလုံးသားတွေကနှစ်နှစ်ကာကာနဲ့မှန်မှန်ကန်ကန်ဖြောင်းဖြောင်းတန်းတန်းဆူတောင်းမှာတဲ့တိလားဒီမှာဆိုရင်ပြတဲ့ energy ကိုတအားမိုက်တယ် the median ဆိုကကပါလဲမင်းလေကိုယ့်ရဲ့စိတ်ကိုလွှတ်ချလိုက်တာလွှတ်ချလိုက်ပြီးတော့လွတ်သွားတာပေါ့စိတ်လွတ်သွားတာစိတ်လွတ်သွားတာမျိုးအဖြစ်မခံနဲ့စိတ်ကိုတေချာချုပ်တီးပြီးတော့เนาะ ်ဒါသူများတွေဝမ်းသာအောင်လို့ကိုယ်ရန်သူတွေကိုယ်ပြိုင်မက်တွေဝမ်းသာအောင်လို့စိတ်ကိုလွှတ်မချလိုက်နဲ့စိတ်ကိုလွှတ်မချလိုက်နဲ့စိတ်ကိုအသေးချာချုပ်တီးပြီးတော့တခွန်ခွာအနိုင်ယူရမယ်တဲ့လားပိုင်ဝမ်းနေနေနဲ့ဘာကိစ္စရှိလဲတော့ကျွန်မဒါတယောက်ချင်းစီတော့မသိဘူးဒီဟာကတော့အာ general ပိုင်ဝီတင်းဆိုတော့လေဒါပေမဲ့နိုင်ကိုနိုင်ရမယ့်ကိစ္စရှိရဲ့အနိုင်ကိုရရမယ်ပညာရေးလားစီးပွားရေးလားအိမ်တော်ရေးအခြေရေးလား third party ကိစ္စလား wherever နိုင်ကိုနိုင်ရမယ့်ကိစ္စရှိရဲ့ကိုယ့်ဘက်ကအနိုင်နဲ့ပိုင်ရမယ့်ကိစ္စရှိရဲ့နှစ်ချက်တောင်အနိုင်နဲ့ပိုင်ရမှာတဲ့တစ်ဖက်လိုလို့လေ ပညာရေးအဖြစ်နဲ့ပိုင်းရတာဖြစ်နိုင်လို့စီးပွားရေးအဖြစ်နဲ့ဖြစ်နိုင်တယ်။ Okay ရည်တည်ချက်အရာလည်းဖြစ်နိုင်တယ် something ပေါ့နော်။ပညာရေးဆိုလို့ရှိရင်လည်းကိုကဆောင်ဝဲအောင်သွားအောင်ဖြေရတာမျိုး interview အလုပ်ကင်ဆိုလည်းအလုပ်ရသွားအောင်ကိုစ조사ရတာမျိုးကိုနဲ့ပြိုင်ဘက်တီဆိုလို့ရှိရင်အဲ့ပြိုင်ဘက်တီကိုအနိုင်ရပြီးတော့နော်အောင်မြင်အောင် လုပ်နိုင်တာမျိုးပေါ့နော်။ဒါမျိုးတွေအပြောပါတယ်။ဆိုတော့အနိုင်ရကိုရအောင်မယ့်ကိစ္စရှိရပါတော့နော်။ by one နေတော့က ဲ့တော့ဒါမဲ့အနိုင်ရခြင်းဘာလို့မလဲဆိုစိတ်ကိုလွတ်မထားနဲ့စိတ်ကိုယူရိုဘော်ဒါလုံးဝလွတ်မထားနဲ့ထိန်းတာပေါ့နော်စိတ်နှလုံးသားကိုထိန်းတာပေါ့ oops sorry just did okay here we go ချိုးရလို့ရှိရင်ဒီမှာအာဘာတွေ့ရလဲဆိုတော့တရားတပောင်ကိစ္စတွေရှိမယ်နော်မမြတောက်လို့ထင်နေတဲ့ကိစ္စပေါ့နော်အမြတ်တောင်လို့ထင်နေတဲ့ကိစ္စတွေမှာမြတ်တတာဖြစ်လာလိမ့်မယ် the brahmin the fate okay so ီ cut တွေကအဲ့လိုမျိုးတွေဆိုရင်တော့ YouTube policy နဲ့နည်းနည်းလေးညီးရောကျွန်မတချို့ခါလေးဆိုရင်ဖုံးထားအောင်မယ်။အင်းဟုတ်ကဲ့ဆိုအဲ့တော့ကံတရားကကိုယ့်ဘက်မှာရှိတယ်အဲ့ဒါပိုင်ဝင်ကိုပြောချင်တာကအိမ်တော်ရေးကံချေးရေးကံပညာရေးကံဒါမှဆိုပညာရေးနဲ့ပတ်သက်တဲ့ဟာပါတယ်ပညာရေးနဲ့ပတ်သက်ပြီးနေဆရာတစုကိုပါပေါ့နော်လောကမှာထင်းထင်းရှားရှားဖြစ်ကိုဖြစ်မဲ့သူမျိုးเนาะအဲ့ပညာရေးဆိုလည်းလက်မလျှော့နဲ့လက်မလျှော့နဲ့လူရရှိရလောက် တိုက်ယူအော်ဟီတိုက်ယူဆိုမှဒီမှာကြာလိုက်ကကတပတ်တော့โอเคဘာလို့ချင်တဲ့ဒီအချိန်မှာပိုင်ဝန်းနေလိုချင်တော့တိုက်ယူရမယ် so cute โอเคเนาะကိုယ်နဲ့တွေမိုက်ရင်တော့ဒီမှာပါတဲ့ပုံကိုတစ်ချက်ကြည့်လဲကြည့်လိုက်ကောဘလူးတွေပါလဲဆိုတော့โอเคအာတော်တော်လေးနဲ့ကြီးတယ်အညာဘက်ကနဲ့တွေလည်းတော်တော်ပါတယ်ဟောเนาะ ာ yeah mainly ဘာလဲနဲ့တူတော့ပါတယ် okay mentally နဲ့ဆိုင်တဲ့ပုံကိုယ်တွေအများကြီးပဲတို့ရတယ်ဘေးကျွန်တော်တန်းလေးအုပ်လိုက်အောင်မတည်ဘက်ကလေးကို okay so mentally နဲ့ဆိုင်တဲ့ပုံကိုယ်ကြီးလည်းနဲ့တူတော့လေးရောပါတယ်အညာနဲ့ပတ်သက်တဲ့ data ပါတယ်အထက်မြန်မာပြည်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေပါတယ်ဘောရှမ်းနဲ့ပုံကိုရှမ်းကတော့နေတယ်เนาะ โอเคအဲ့တော့ကိုယ့်ရဲ့ဒီအိမ်တွင်းပေါ့နော်အိမ်တွင်းဆိုတော့ဒီဒဇာမောသားပြည်ဒီပိုင်ဝမ်းနေလေဒဇာမောသားပြည်ကိုပြီးရဲ့နောက်မှာအိမ်တွင်းနေပါတယ်တင်မုံမိနေတာဆိုအိမ်တွင်းတင်လို့ရပါတယ်ယူရတယ်ပါတယ်လှုပ်ကြည့်ပေါ့နော်အိမ်တွင်းရေးမှာအောင်မြင်မှုရှိမယ်လို့တော့တွေးရတယ်အိမ်တွင်းရေးအပိုင်းမှာအောင်မြင်မှုရှိမယ်ဒါမှမဟုတ်လေပြဿနာဖြစ်ပြီးမှအောင်မြင်မှာတဲ့ ဓာတ်ရိုက်အဲ့လူနဲ့ကိုယ်နဲ့တစ်ဖက်လူပေါ့တချို့အကျွေးမပေးတာတော့ပါတော့အကျွေးမပေးတဲ့လူနဲ့ကိုယ်နဲ့ဓာတ်ရိုက်ဖဲ့ပြီးတော့မှရန်ဆိုင်မှအကျွေးတွေပြန်ရတာမျိုးတွေဖြစ်နိုင်တယ်အချို့တွေဆိုရှင်ပညာပေါ့ပညာပြိုင်ရှိတယ်ပိုင်ဝန်းနေတယ်မှာပညာသေးတွေပါတယ်ဆိုလို့ရှိရင်လောကီပညာလုံနေတဲ့သူတွေပညာသေးတွေပါတယ်ဆိုရင်ပညာပြိုင်ရှိတယ်ပေါ့နော်ပညာပြိုင်ရှိတယ်ပညာပြိုင်ရှိတဲ့အတွက်ကြောင့်မို့အစားရှောက်တွေကကိုယ့်ကို ဟိုတတိလာပေးနေတာမျိုးတွေရှိမှာပေါ့။အမေကြီးနဲ့ပတ်သက်တဲ့ကတ်လည်းထွက်တယ်ဆိုတော့ဒီလာပေးနေမှာဆိုလို့ရှိရင်အမေကြီးနဲ့ပတ်သက်ပြီးတော့အမေကြီးနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ထားတဲ့ပုံကိုယ်တွေအမေကြီးနဲ့ပတ်သက်ပြီးတော့စေးဆောင်နေအင်းဆောင်နေအမေကြီးစမတွေတောက်ထားတဲ့သူတွေစေးတော်တွေနော်ပင်ထားတဲ့သူတွေဆိုတော့ ဲ့လူတွေပြောချင်တာကဘာလဲဆိုတော့အမေကြီးကစောက်ရှောက်နေတယ်အမေကြီးစောက်ရှောက်တယ်အမေကြီးစောက်ရှောက်တဲ့အတွက်ကြောင့်မလို့အောင်မယ်ပေါ့အောင်မြင်မယ်ပေါ့နော်အောင်မြင်မယ်ဒီချာလေးကိုယ်စိတ်ကိုကိုဓမ္မဆိုရင်လေဟိုဓာတ်တွေထန်းထားတာကိုမြင်လိုက်မယ်ဒီဓာတ်တွေထန်းထားတဲ့ကကဘာဖြစ်ကြလဲဆိုရင်ကို့မှာအစွမ်းစားရှိတယ်ပြောနိုင်ဆိုနိုင်လုပ်နိုင်ကိုင်နိုင်ရဲ့ power ရှိတယ်အဲ့ power ကို မမေ့နဲ့နော်ပြီးရင်ကိုယ့်ရဲ့အဆောက်အအုံတွေကိုမမေ့နဲ့ကို့မှာအဆောက်အအုံရှိရဆိုတာမမေ့နဲ့အဲ့ဒါမျိုးတို့ပြောတာမမေ့သွားမှဆိုလို့တို့ဒီတိုက်ပွဲမှာအခုချနေတယ်လုံနေတယ်ကိစ္စတခုရှိတယ်ဗောဘိုင်ဝမ်နေကဘာချမလဲတော့မသိဘူးဗောနော်ဒါပေမဲ့ the soldier ဆိုရယ်ကန်နဲ့လောက်သွားဆိုဘိုင်ဝမ်နေ စိတ်ထဲမှာပိုင်းဖြတ်ထားတဲ့ကိစ္စတခုရှိတယ်။ဒီ bottom gap ကသိုးကြောဆိုပိုင်းဖြတ်ထားတဲ့ကိစ္စတခုကိုကိုအပြက်ရှင်းပါလေကိစ္စကိုစီးပွားရေးလာလူမှုရေးလာခြေရေးလာရအောင်လုပ်မှာရအောင်တိုက်ယူပါနော်။ဆိုတော့အဲ့ကိစ္စမှာအောင်မြင်လိမ့်မယ်တိတယ်နော်သိုးကြော gap ဆိုတာဗာမီမြူရှင်ဒီမီမြူရှင်နှစ်ပါးပေါ့နော်။ထွက်လာတဲ့အတွက်ကြောင့်မီမြူရှင်နေဆောက်ရှောက်ပြီဆိုလို့ရှိရင်ကိစ္စတော်များမင်းမြန်ဆန်ဆန်ပြေးပြီးပါတယ်ပေါ့နော်။ Okay အဲ့တော့ပိုင်းဝန်းနေအတွက်ကိုတော့ခက်မြန်မြန်လေးတော့အဖြေလေးပေးချသွားတာလေးရှိပါတယ်။ Okay ဆိုတော့ပိုင်းဝန်းနေပြီလို့ရှိရင်ဒီက ပိုင်2တွေအလဲဥကြည့်မယ်ပေါ့နော်ဆိုတော့ပိုင်1နေကိုယ့်ရဲ့ဆောက်ရှောက်ကတော့အခုသူတို့ကိုပေါ့နော်အများဝေပါမီတာပို့ပါအိမ်တွင်းနဲ့ပတ်သက်တဲ့ပို့ကိုတွေတောင်ပြုံးနဲ့ပတ်သက်တဲ့ပို့ကိုတွေ okay အမေရင်နဲ့ပတ်သက်တဲ့ပို့ကိုတွေအမေပလင်းရင်နဲ့ပတ်သက်တဲ့ပို့ကိုလည်းပါတယ်ပေါ့နော်ထူးထူးခြားခြားဒီညက်တွေထဲမှာအမေပလင်းရင်နဲ့အမေရင်ကခဏခဏမှားတတ်တဲ့နေရာမှာပါတယ်တကယ်တော့တသက်စီပေါ့နော်အမေရင်ကတူတူဒီတော့မေရွန်လေးပါအဲနက်ဆိုလည်းနက်မေရွန်လေးပါပေါ့နော်ဆိုတော့အဲ့ဒီထဲမှာပါတာ မီပလေးရင်အဒီရှမ်းနဲ့ပတ်သက်တဲ့ပုံပေါ်ပါတာဒါပေမဲ့အဲ့လိုခဏခဏမားတတ်တဲ့အမီနှပါတော်မှထွက်လာတာပေါ့နော်ထွက်လာပြီးဆောက်ရှောက်တယ်ဆိုတော့ဆောက်ရှောက်တွေကဒါပိုင်ဝမ်းတွေကတော့တခုခုခက်ပြင်းပြင်းအားပေးချင်တာပေါ့ချာချာပါလောက်လောက်လောက်ပလိုက်လောက်ပလိုက်ပေါ့နော်ကို့အဆောင်ကိုသိရမလားအားငယ်မင်းနဲ့ထိုင်မင်းနဲ့တိုက်ယူလိုက်လောက်ယူလိုက်တော့အဲ့နော်မိုက်တော့မိုက်နော်ဒီကပိုင်ဝမ်းနေနဲ့အားပြော့နေလားမသိပါဘူးအားပြော့နေလို့နေမှာပေါ့နော်အဲ့တော့ဆောက်ရှောက်တွေကတော့ပြောသွားပြီโอเคအဲ့တော့ဆောက်ရှောက်တွေလည်းမေတ္တာပို့လိုက်ပါသူတို့မမေ့ပါနဲ့နော်ကိုပါလဲဆိုတော့မမေ့နဲ့တဲ့ဆိုတော့ အဆောက်ရောက်တွေကဒီလေသူတို့ခါကြရဲ့အဲ့လိုပဲကိုကဘာအဆွမ်းဆရှိတယ်ဆိုတော့မေ့တော့အင်းတော်မကြိုက်ဘူးပိုင်ဝမ်းနေတယ်မှာဆိုရင်ဒါပိုင်တူးဘက်ကိုတော့ရောက်နေပြီဒါပိုင်ဝမ်းနေကိုအဆက်ဆက်ကမပြတ်သေးဘူးထပ်ပြောမယ်ဆိုရင်အမ်အတိုက်ဒီဇိုင်းနဲ့ဒီပုံများတာပေါ့နော်ပြီးတော့ပိုင်ဝမ်းနေတယ်မှာချို့ပိုင်တူးတွေ sorry ပိုင်ဝမ်းနေမှာချို့ပညာသေးတွေပါတယ်ပညာသေးဆိုတာဒီဘယ်လိုခေါ်မလဲ ပညာဘူးပညာဆက်ရှိတဲ့သူတွေပေါ့နော်အဲ့လူတွေဆိုပို့ပြီးတော့ပြောတာပေါ့မျိုးဝေးစံသက်ပညာပါတဲ့သူတွေကိုပညာပညာပြန်ရှိတယ်တိုက်ယူပြိုင်အောင်ပြိုင်ပြိုင်ရင်နိုင်ရမယ်အဲ့လိုပုံစံမျိုးပေါ့သကွန်ခွာဆက်ကတ်ဆိုတာဒီဘွဲ့နိုင်အောင်နိုင်ရမယ်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ခြားကြပါဘယ်လိုခြားရမလဲကျွန်မလည်းမသိပါဘူးโอเคဒီက5 2တွေလဲပါโอเค5 2နော်ဒီမိချက်လေးကိုယူရတဲ့သူတွေလဲ ဆိုကျွန်မဒီ net ဒီဒီ net ကတ်တွေကို hobby ဆိုလို့ရှိရင်ရွှေမျက်နှာကတ်ကို hobby ဆိုရှင်ဘာမှဖျောင်းနိုင်မထုံဘာကြောင့်လဲဆိုရင်ဒီရွှေမျက်နှာကတ်မှာရှိတဲ့ရွှေမျက်နှာအမဒီညမရောနှင်းအကိုပေါ့နော်မဟာကီလီ net တွေကမီးကြောင့်ဒီဆုံးခဲ့တဲ့ net တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမီးထွန်ပြီးတော့ဟောရဲဆိုရင်ဒီ net တွေကိုနည်းနည်းလေး၆ဆင်ရကြရပေါ့နော် respect မရှိရကြရဆိုကျွန်မပုံမှန်ဆိုကျွန်မမီးငယ်နဲ့ထုံပြီးဟောရဲဒါမှကျွန်တော်အချက်ချင်းသတိရလို့မီးတွေကုန်ပိတ်လိုက်ပြီးတော့ဟောတာပေါ့နော်ဒါပေမဲ့အဲဒီ midget ကိုတော့ဒီမှာ reference အနေနဲ့ကျွန်တော်တို့ဒီဥစ္စာလေးကိုပိုင်းမီးတွေနေနဲ့သုံးထားရ ယ်ပေါ့။ဘာလို့ဒီမှာမီးနဲ့ပတ်သက်တဲ့အမေရင်ရဲ့ဓာတ်တွေလည်းပါနေတာပေါ့နော်။အဲအကြောင်းမို့ဒီပိုင်တူးမှာသာတကယ်လို့အမေရင်ရဲ့ဓာတ်ကြခဲ့ရဆိုရင်ကျွန်မအမေရင်နဲ့ပတ်သက်တဲ့ calling ရနေတဲ့ဟာတခုတော့ထပ်လုပ်ပေးမယ်ပေါ့။မကြခဲ့ရင်တော့တမျိုးပေါ့နော်။ကျူပြောတာအမအောင်ကျွန်တော် personal reason နဲ့အောင်ဒီကတော့မနေ့နေ့နဲ့အတကုံနေဟောနေရတာမပြီးသေးဘူးယူဆာ calling နေကိုကျွန်တော်တိတ်နားမထောင်နိုင်သေးဘူးဖြစ်နေခုတော့ဒါမဲ့မဟောရင်လည်းထွက်နိုင်မယ် pressure လာလာပြီးလို့အားကြောင့် okay sorry ဒီကပိုင်းကျူတွေလက် okay န်ဒီလိုလေကြနေနေခလေးဆန္ဒလေးတော့ခံစားရတယ်ဗောနော်ဗာလေးထွက်လာမယ်တော့မသိဘူးဟိ the addict oh the addict စီဆွဲနေတယ်နဲ့ရင်ထွက်တယ်ဆိုရှင်တို့ပဲ the addict ဆိုဒီမောင်ဝင်းယူတာစီဆွဲတဲ့နဲ့ဗောနော်စီစီဝေဘာမူရစီဆွဲအဲ့တော့အဲ့လိုပဲစီဆွဲတာကနေပြီးဆုံးသွားတဲ့နဲ့ဗောနော် ကျွန်တော်ယူရအောင်လေဆေးဆွေးရင်းနဲ့ဖြစ်တဲ့နတ်ဆိုရှိရရှိရโอเคဥပုဒ်တူနေဥပုဒ်တူကျွန်မเออအဖိုးအဖိုးနည်းလေးအုပ်လိုက်အဖိုးအဖိုးတက်တူးတွေနဲ့ဟာ empty nest ကလေးပိုင်တူးတွေပိုင်တူးတွေဘာကြီးဖြစ်နေရအောင်โอ้โอ้ shit No me di. Ay, me pa' nuestro rojinia. Oh. တပိုင်းဝင်နေပိုင်းလို့တကယ်ဟာစားနော်ဒီလားတကယ်တကယ်ဆိုရင်လည်းကြောင်းတော့ရတယ်မလီဆိုစလေးတောက်ချင်းစိတော့ရုပ်ချက်ကြီးဖြစ်သွားဒီအဥပိုးတူရောဒီမျက်တွေရောစလေးတောက်တဲ့ဟာတွေကိုပြောတာ Oh my god တချို့ calling တွေကအရင်ပြင်းဒီလေးရပါတယ်ရှမ်းနေမတတဲ့နဲ့လေဆိုအစားရောက်တယ်အစားရဲဆူတာပဲငါတို့ပြက်ထားတယ်ငါတို့ပြက်ထားတယ်နဲ့ okay အဲ့တော့ဖိုင်တူတွေဖိုင်တူတွေကိုယ်နဲ့ပတ်သက်တဲ့သူပေါ့ချစ်သူကြီးစားပဲဖြစ်ဖြစ်ကိုကိုယ်တိုင်းမဖြစ်ဖြစ်တည်တာတချို့တွေပြောကတော့အပင်းလို့မိဒီဒီဒီ ကစားမှုသားဖြစ်ပြီးလို့ရှင်လေကိုကခက်စည်းခက်ခန်းထားရတာတို့ပီယာစည်းခက်ခန်းထားရတာတို့ဒါမှပျောကအောင်လန်လောက်ခန်းထားရတော့ဒါမှကိုရီးစားရတော့ကိုရဲ့အိမ်နောက်ဘက်တို့ကိုရဲ့မိသားစုတွေမှာတယောက်ကပျောကအောင်လန်အတိုက်ခိုက်မိထားရဲဆိုရင်ပေါ်လိမ့်မယ် AMN one shot ပြီးပေါ်လိမ့်မယ်သိလားအန်နာလေးဖြစ်နိုင်တယ်တချို့ရေဆိုခက်စည်းမိထားပြီးတော့အန်ခက်စည်းပြန်ထွက်တာပေါ့တချို့ရေဆိုရင်ဟိုမှာပြန်ဖြစ်တာမျိုးတွေရှိမှာဒီဝင်နှုတ်ပြီးတော့ပြန်ထွက်တာမျိုးတွေရှိမှာဝင်ရှော့ပေါ့ထာလန်အောက်ရှော့ဝင်ရှော့ဖြစ်ပြီးပြန်ထွက်တာရှိမှာ yes ပေါ်လာလိမ့်မယ်။ I told you ရောပါတယ်အမဖဲဝါအမမဖဲဝါမဖဲဝါကကျမတို့ဒီခက်စီတွေအိပ်ပြောကဘာညာနေကြကွာစီတွေထုတ်ပြီးထုတ်ပြီးဆိုတော့သူကဒီပညာလမ်းထဲမှာသူ့မဖြစ်မနေပင်ဖိရတာ哦ဒါဒါဟုတ်တယ်နံပါတ်2တွေအတွက် reading ကဒီထဲမှာရှမ်းနဲ့ပတ်သက်တဲ့ပုံကိုဆိုတော့တော်မြင်ရတယ်မဖဲဝါကိုဘာလူမျိုးလဲသူ့မသိကြဘူးပေါ့နော်ဒါပေမဲ့ကျမတို့ယူဆတော့ကျမတို့ပညာမှာတော့သူကရှမ်းပဲ နဲ့3 4ရောက်နည်းလုံးဒီရှာနဲ့ပတ်သက်တဲ့ပညာ၄ခုတောင်ရှိတယ် deception လိန်ဟာတွေပေါ်မယ်လိန်ဟာတွေဆုံးသက်သွားမယ်ဆိုအဲ့တော့ပိုင်တူးတွေအခုဒီလာပြည့်နောက်ပိုင်းမှာဗောနော်ကိုမိသားစုထဲမှာ ပြဿနာတက်နေတာအိမ်တွင်းရေးအနောက်ရှက်တွေသူများကပညာနဲ့လှုပ်ထားလို့ကိုယ်ကနဲ့လှုပ်ထားလို့ဒီကနဲ့လှုပ်ထားလို့ဆိုတာဟာလေအကုန်ရှင်းလင်းမယ်ရှင်းဖို့အတွက်လည်းဆရာသမားတွေတွေ့မယ်ဗောဒီမှာဆိုဆရာသမားတွေတွေ့တာမျိုးတော့မြင်ရတယ်ကိုပြီးရှင်းပြီးမဲ့သူတွေရှိတယ်သူမဟုတ်ရင်တော့ရှင်းတာတွေအခုချိန်မှာလာပြီး effective ဖြစ်မယ်ဗောနော်ပြီးရစီတော့အောက်လန်းတို့ပြောကတော့တိုက်တူစသဖြင့်အဲမျိုးလည်းပေါ်မယ်ချိုပူကပ်ပြီးပေါ်တာရှိရချိုဝင်းဝင်းသွားပြီးပေါ်တာရှိနိုင်တဲ့မျိုးစုံပဲပေါ့နော်ပျော်ကအနောက်ရက်တွေဆိုပေါ်မယ်အချို့တွေလေ ပိုင်တူးထဲမှာချို့လူတွေရှိရယ်ချို့လူတွေကဘာလို့မမ်းမသိဘူးအဲ့ကိစ္စကြီးကိုကွာလုံးဝစိတ်ထဲမှာဆွဲနေကွာကလွတ်လဲမလွတ်ချနိုင်အဲ့လူတရားကိုပဲဖြစ်ဖြစ်အတောင်အကြောင်းတစ်ခုပဲလွတ်လဲလွတ်မချနိုင်ဘူးဝစ်ကျွေးတစ်ခုလို့ဆွဲလန်းနေတာမျိုးရှိတယ်ဆိုတော့အဲ့ဝစ်ကျွေးကနေလွတ်မြောက်ဖို့ရှိတယ်တစားမုန်းလာပြီးကြော်ဆိုတော့အခုဒီ၁၂လပိုင်းဒီနှစ်မကုန်ရင်မှအမြန်ဆုံးချွေးဆိုလွတ်မြောက်ဖို့ရှိတယ်အလောက်ကိုင်းဆိုလဲကိုမလောက်ချင်တဲ့အလောက်ကနေထွက်ရတာမျိုး ကိုအတွက်မသိတော့တဲ့အထက်လူကြီးရင်းနဲ့ကင်းကွာတာမျိုးကိုအတွက်မသိတော့တဲ့ချစ်သူကြီးစားကိုအတွက်မသိတော့တဲ့အရာတစ်ခုကနေလွတ်မြောက်လာတာမျိုးရှိမှာပေါ့နော်ချူရချက်ပါပြီးတော့လေပိုင်ထူးတွေကိုပြောတာပြဿနာတွေခက်ခဲတွေနောက်ရက်တွေ ပြီးတော့မယ်ပေါ့နော်ပြီးတော့မယ်ကိုကိုအတွက်မစင်မကျင်နဲ့အမားရွံ့တွေကိုလုတ်ခဲ့တာတွေကိုပြီးတော့မယ်ပေါ့နော်အစင်ပြီးတော့မယ်ဆိုတာမျိုးတွေ့တယ်ဘဝသူပြန်စတော့မယ်ပေါ့ဆိုတော့အရန်ကောင်းတဲ့ information ကိုတွေ့တယ်ဒီပိုင်တူးတွေလေအဲ့ဒါမျိုးတွေမဖြစ်ခင်မှာဘာတွေ့ရမလဲဆိုရှမ်းနဲ့ပတ်သက်တဲ့ဒီမှာဆိုရှမ်းနဲ့ပတ်သက်တဲ့ energy အရင်များဒီမောင်မင်းဖြူနဲ့ဆိုရင်တကယ်ဗမာနဲ့လို့ ယူဆကြပါမယ်တချို့နေရာမှာရှမ်းနဲ့လို့ပဲသူယူဆရပါဘောနော်ဆိုတော့ဒီရှမ်းနဲ့ပတ်သက်တဲ့စားတောက်တွေစားရတာတို့ရှမ်းစားစားတောက်တွေမထင်မှတ်ပဲနဲ့ကိုစားမိတာတို့ဝစ်စုံတွေဝင်မိတာတို့အဲရှမ်းနဲ့ပတ်သက်တဲ့ဒီဒိုးတန်တွေတခြင်းတွေဒီရှမ်းနဲ့ပတ်သက်တဲ့ပညာရက်တွေကိုကိုသွားပြီးတော့ approach လုပ်မိတာမျိုးချင်းကမိတာမျိုးပေါ့နော်အဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့တွေ့ရတယ် အာပြီးတဲ့ခါကျရင်ဘာရှိလဲဆိုတော့အခွင့်အရေးကောင်းတွေလာပြီလို့မြင်ရတယ်အခွင့်အရေးကောင်းတွေလာပြီမကြခင်မှာပေါ်လိမ့်မယ်ဆိုတော့ပိုင်ထူးတွေခုချိန်မှာရင်မဲ့တဲမှာဘာလို့မမသိဘာကိုင်းမမသိဘာစီဝိုင်းမမသိလူလိန်ခံရတယ်ချို့ဆိုအကျွေးတွေမရဘူးအကျွေးတွေပြန်မရဘူးเนาะဘာဆလို့မမသိဘူးချို့ဆိုလူလိန်ခံရတာမျိုးကြီးလည်းရှိနိုင်တယ်အခြေရေးကိုလိန်တော့ရတယ်ခန်းသားချက်တွေကိုလိန်တော့ရတယ်ချို့ဆိုပတ်စံလိန်ခံရတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုလမ်းပြအောင်တာပေါ့ကိုလိုက်ကြီးကဘယ်လိုတော့မမသိတဲ့သူတွေပေါ်လာလိမ့်မယ်တဲ့တိလားပေါ်တဲ့ခါမှာဒီပိုင်တူးရွေးဟိုက်သူတွေရဲ့ ရမယ့်ကုန်ကြီးကပိုင်ဝန်းနေစီကနေရတာမျိုးဖြစ်နိုင်တယ်ရှေ့မှာပိုင်ဝန်းနဲ့ပတ်သက်ပြီးဟောခဲ့တယ်ပေါ့နော်ဆိုတော့တငငချင်းနှစ်ယောက်မှာမတယောက်ကဝန်းတယောက်ကတူရွေးမိတယ်ဆိုလို့ရှင်ကသေးကြတယ်တူရွေးမိတဲ့သူကဝန်းကနေပြီးတော့ကုန်ကြီးပေးတာမျိုးလေးတွေရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအခြေဆက်ရှိတယ်โอเคအဲ့တော့ပိုင်ဒူးတွေကိုနောက်တစ်သိစေချင်တာပါသေးဆိုအောက်ရောက်တွေကအမြဝင်မြတာပို့မြဝင်မြတာပို့သူတို့အမြဝင်မြတာပို့မေ့မနေနဲ့ပြီးတော့ပိုင်ဒူးတွေကိုနောက်တစ် လုတ်စေချင်တာတခုကပါလေဆိုအခုလက်တလောမှာဆိုရင်ဒီအမေနဲ့ခရိုင်းမယ်တော့လေဒီကျွဲရုပ်နဲ့ကပြီးတော့လိုက်ပြီးအလှခံနေကထိန်ကိုလေးလိုက်ပြီးအလှခံတာမျိုးတွေရှိရပေါ့နော်အဲ့လိုခါမျိုးလေးတွေ့လို့ရှိရင်အာအလှထည့်လိုက်ပါသို့မဟုတ်ပကိုးတို့ပါတော့ပေါ့နော်စသဖြင့်ဒီအမေကြီးနဲ့ပတ်သက်ပြီးတော့အာပကိုးမဲတော်နဲ့ပတ်သက်ပြီးအလုံးလုံးနေတဲ့အလုံးလုံးနေတဲ့ဒီ နက်စရာတွေနက်နက်ပိုင်းဆိုင်ရာပေါ့နော်နက်နဲ့ပတ်သက်တဲ့ကနာစီတွေနက်နဲ့ပတ်သက်တဲ့အကျိုးဆောင်တွေပေါ့နော်အဲ့လိုအကျိုးဆောင်တွေကိုတရားနဲ့တဆင်လဲအမေကြီးနဲ့ပတ်သက်ပြီးတော့လှူပါလှူတန်းမှာကိုကိုတိုင်းနဲ့အိမ်မှာနက်စင်နက်ကွန်းရှင်လှူပါနော်အမေကြီးနဲ့ပတ်သက်ပြီးတော့ဒီဟာကကြတော့ဒီအမေနက်ကရိုင်းပေါ့နော်နက်ကရိုင်းမေတော်နဲ့ပတ်သက်ပြီးတော့လှူရရှိရသေးတယ်လှူပါတဲ့ဒီကဒီမှာဆိုလို့ရှိရင်အချီးအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်လေကိုရဲ့ချစ်သူအိမ်တော်ဘက်ကကို့အပေါ်မှာကို့ကိုပဲရွေးချယ်ပြီးတော့ကို့ကိုပဲကို့စီကိုပဲလာဖို့ရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဆိုတော့ဒီသက်ပါတီဝင်နေတဲ့သူတွေနှခွားဖြစ်နေတဲ့သူ ူတွေကိုကိုဘသူကရွေးมาလဲမသိတဲ့သူတွေကို့အတွက်ရွေးချယ်ဖို့လူပေါ့အိမ်တော်ကြီးအချီမှာဆိုကို့လူကကို့ကိုရွေးချယ်တော့မယ်ကို့ရဲ့လူအစ်ဖြစ်တော့မယ်ပေါ့သူရွေးလိုက်တယ်ကို့ကိုရွေးလိုက်တယ်ကိုကလည်း okay yes that's it ဒါပဲသူနဲ့ကိုနဲ့အဆင်ပြေတယ်ဒီလင်းဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးလေးလည်းမြင်ရဖို့ရှိတယ် single တွေဆိုလို့ရှိရင်ဒီပိုင်တူးမှာဗာတွေ့ရလဲဆိုအောက်ရှောက်တွေကဗာပြောလဲဆိုတော့ကို့ရဲ့ single life မှာ pure social လေး နေရအောင်မယ်ကိုယ့်ရဲ့ single life မှာစမ်းနေပွင့်အောင်မယ်ကိုယ့်ရဲ့ single life မှာပဲအဲကိုယ့်အတွက် dealing person လို့ခံစားရတဲ့အရာတွေဝင်လာအောင်ပဲပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရတယ်အစီပွားရှာနေတဲ့သူတွေဆိုလို့ရှင်တော့ပိုင်တူးထဲမှာဗာမင်းရလဲဆိုရင်စီပွားရှာဖို့အတွက်အခွင့်အရေးကောင်းတွေကိုနှစ်ချိန်တောင်တွေ့ရတယ်အခွင့်အရေးကောင်းတွေရမယ်ပေါ့နော်အဲ့အခွင့်အရေးကောင်းတွေကလည်းကိုယ့်ရဲ့နှစ်ပိုင်းဆိုင်ရာတွေကအဆောက်အအုံပေးတာပဲပိုင်တူးထဲမှာနှစ်ပိုင်းဆိုင်ရာပြင်ဘာပါလဲဆိုတော့တိုက်ပိုင်းဆိုင်ရာပုံကိုယ်တွေလည်းပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့တိုက်ဆက်ရှိရတဲ့သူတွေဆိုလို့ရှင်လည်း yes ရတယ်မင်းတို့ကပေါ့နော်ဒီတိုက်နဲ့ပတ်သက်ပြီးတော့အချို့ရေဆိုရင်ဒီ တက်တန်းပေါ့တိုက်တက်တန်းနဲ့ရန်နီးစက်နေတဲ့သူတွေရှိတယ်ဥမာလူတက်တန်း30တိုက်တက်တိုက်တက်တန်းက40ပေါ့ကိုကအခုချိန်မှာ39 38ဖြစ်နေပြီဆိုတဲ့သူတွေပေါ့အဲ့လိုလူတွေဆိုလို့ရှင်လဲတိုက်တက်တန်းထပ်ပြီးတော့တိုးဖို့အတွက်ပြီးအိတ်တိုက်ကလည်းရှမ်းနဲ့ပတ်သက်နေတဲ့တိုက်ပိုင်းဆိုင်ရာတွေဖြစ်တယ်ဆိုရင်တက်တန်းတိုးဖို့အတွက်ကိုအော်ဘာသာရေးတွေများများလုပ်ပေါ့เนาะအဲ့ဆိုလို့ရှင်အစဉ်ပြေးလိမ့်မယ်ကျမ်းမာလိမ့်မယ်ဆိုတာတွေ့ရတယ်ပြီးတော့ကို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 ညီဆောက်ရှောက်ပြီးတော့တိတ်တာပြုစုပြိုးထောင်မယ်သူလာလိမ့်မယ်လာလိမ့်မယ် နော်လာလိုက်မယ်အခြေရေးမှာဆိုလဲကိုရမချစ်သူကြီးဒါဒါမကိုရချစ်သူကြီးဒါကိုပြုစုပြူထောင်းနေသူဖြစ်လာလိုက်မယ်โอเคပညာရေးပေါ့ချို့ရဆိုပညာရေးဆိုလဲကိုစာသင်ပေးမယ်ဆရာသမားကောင်းနဲ့တွေ့မယ်မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ပေါ့နော်စာသင်ပေးမယ်ကိုစာလိုချင်တာစာသင်ပေးမယ်အဲကိုအတွေ့အကြုံတွေလိုချင်တာလုပ်ငန်းမှာကိုရဲ့တထေးကိုရဲ့ဒီအထက်ရရှိရကိုအတွေ့အကြုံတွေရအောင်လို့အတွက်ကိုခိုင်းမယ်အလုံးမှာကိုပုံစံတေချာလေးတွေးမိမယ်ပေါ့နော်ဒါမျိုးလေးတွေရှိရဆိုတော့ကိုဖြစ်ချင်တာကိုလုပ်ချင်တာကဥထိတ်ထားပေါ့ကိုကိုလည်း self love လုံးဝ obsessive ကိုကို obsessive ဖြစ်ပြီးရတယ်ကိုကိုကြိုးစားမယ်လုပ်မယ်ကိုင်မယ်ပေါ့နော်အဲဒါမျိုးလုံးဝစိတ်ကိုမန်ထဲ့ထားစေခြင်းနဲ့အဲဒါမဲ့တစ်ခုပေါ့ကိုအခုအချိန်မှာမအောင်မြင်တဲ့တချို့တော့အကြောင်းအရာတွေကဘာလဲဆိုအနှောက်ယှက်ရှိလို့ပါဒီလားအနှောက်ယှက်ကတော့ဒီမှာထုံးစံတိုင်းများပြောခါရပါလေအလိုမျိုးပေါ့နော်ကိုမှာရှိနေပြီးသားတွေတမကူကပြောခါရှိရနေအောင်သွားပြီးဆက်မိတာမျိုးတွေရှိရပေါ့ဆိုတော့ဒီမှာဆိုရင်ဆက်မိရဆိုတိတ်ပြရပါလေဆိုကိုမိသားဆိုမှတယောက်ကထိနေတာပြောခါကိုကတုန်တဲ့တူနေတော့တူခဲဒီထိနေတဲ့ ပြောကကိုစီပလာစင်တာပေါ့အဲဆက်မိတာတွေရာလေးတော်တော်ဆိုးတယ်တကယ်ထိတာရထက်ပူဆိုးတယ်တကယ်ထိတဲ့သူကတစ်ချက်ဆိုတစ်ချက်ပဲကိုအိမ်မှာကိုမိသားစုကိုရဲ့ချစ်သူကြီးသားကိုရဲ့အိမ်တောင်ပဲကိုတငယ်ချင်းအဲဒါမှမဟုတ်ကိုရဲ့ဒီသွားနေကြကိုအလုံးလုံးနေကြတထေးပေါ့အဲ့လိုမျိုးတွေကိုသူကတိုက်ခိုက်ထားတာအရင်ဆုံး negative energy တစ်ခုอ่ะဒါပေမဲ့အဲ့ negative energy ကတီးထွားလာပြီကိုကလာစင်တာအဲ့ဒါကိုဆက်မိတယ်လို့ခေါ်ရတယ်ဒီမှာဆက်မိထားတယ်အများကြီးတွေ့တယ်ပိုင်တူးတယ်မှာဆိုတော့တအားများတယ်မင်းမော်ဘီချွေးဆိုရှင်ကိုတို့လုံးဝငိုင်းငေးပြီးတော့ဒီဘွားကြီးလမ်းပြောင်းနေလို့မျိုးကွာ ရှေ့ကိုကြည့်လိုက်ဆိုရင်မြူချို့ရဆိုအိမ်မမလို့ရအိမ်တော့မြူကိုးတွေလမ်းရှောင်းနေလို့မျိုးချို့ဆိုမျိုးလုံးတော်ဖွင့်မရတာမျိုးကွာဒီလားအဲ့လိုမျိုးတယောက်ကအတင်းနဲ့ပိတ်ထားလို့ခံစားရတာအားကြောင့်မို့လို့မအောင်မြင်တာရှေ့မှာပြဿနာတွေဒီဒီတစားမွေးမှာပြီးရှေ့မှာမှာပြဿနာတွေကမအောင်မြင်တာတယောက်ကပိတ်ထားအမြင်လေးကုန်ပိတ်ထားချို့ဒီပိုင်တူးထဲမှာပညာသည်တွေရှိတဲ့အကြမ်းမြင် line ကိုတိုက်နေတဲ့သူတွေဆိုအကြမ်းမြင်ဆက်တွေကုန်ပိတ်ခံထားရတာမျိုးရှိတယ် ိလားဖောက်ထွက်ကိုကိုဖောက်ထွက်ပြီးတော့ဒီမှာပိုင်တူယူလိုက်တဲ့တယ်မရှမ်းနဲ့ပတ်သက်တဲ့ပညာတွေဒါအများရယ်ပေါ့နော်အဲ့တော့ကိုကရှမ်းပညာတွေယူထားတယ်ဒါမှမဟုတ်ရှမ်းပညာနောက်ကိုလိုက်နေတဲ့သူတွေဆိုလို့ရှင်ဒီဆောင်မှာပြီးကြော်သွားပြီဆိုလို့ရှင်ဒီနှစ်ထဲမှာရင်ပညာသစ်တွေရနိုင်တယ်ပညာသစ်တွေလာပေးမယ်ပုံကိုတွေကနော်အခွင့်အရေးကောင်းတွေရမယ်ပညာသစ်တွေရမယ်အင်းတွေစမားတွေစေးတွေအနေနဲ့တစင်ရလာဖို့လည်းရှိတယ်ပေါ့နော်โอเคอ่าบาชิดีเลยสรอกอือฮึ ကျမရင်းနဲ့ပတ်သက်ရင်တော့ဘိုင်တိုးတွေကတော့အဆင်ပြေပါတယ်နော်အဆင်ပြေပါတယ်အဆင်ပြေပြီလေးတွားဖို့ရှိတယ်အဆင်ပြေပြီလေးဆိုတာတခုတော့တတိထားအဲ့ဒါအေးမိတတ်တယ်အေးမိတာတော့အဆုတ်အဆုတ်မှာအဆုတ်နဲ့လေချောင်းအဆုတ်လေချောင်းဒီစကားပြောအင်္ဂါဆိုတွားအဆုတ်လေချောင်းရှာတွားကတွင်းနော်လေပင်ပြီးတော့အဆုတ်ရှာတွားနောက်စကားပြောအင်္ဂါပါရှိအောင်လဲဗဇက်ကနေပြောသမျှနှက်ခမ်း โอเคအိမ်ထဲမှာပူပေါက်တာအပူပူပေါက်တာရားရန်တာနာတာအန်တာပြီးရင်ပိုးပိုးဝင်တာเนาะပိုးဝင်တာမှုဆွဲတာအဲအဲ့လိုမျိုးတွေတော့မှတတိထားဖို့လိုပါတယ်เนาะအမောမခံနိုင်တာရှိရချို့ဆိုမောမခံနိုင် ပူပဲရင်မထမပူပြီးတော့လေဟိုရင်မထပူလာကွာကင်ဆာလည်းမဟုတ်ဘူးကင်ဆာပူလို့ပူရလည်းမဟုတ်ဘူးဒါပေမဲ့အိမ်ကြီးချွတ်ပြီးနေရတာမျိုးထီကိုပူလာအောင်အဲ့လိုရင်ထဲမှာအပူများတာအပူမူကြီးအရင်များတာပူပင်တော့ကားတွေဆိုစိတ်ရဲ့ပူပင်တော့ကားရောဒီခန္ဓာရဲ့ရုပ်ပိုင်းဆိုင်ရာပူပင်တော့ကားအဲ့လိုများတာမျိုးတွေနော်ကျမကြီးနဲ့ပတ်သက်ပြီးအရသာတွေသတိထားဒါပေမဲ့တစားမုန်းသားပြီးကြော်တဲ့ခါမှာတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့တော်တော်လေးသက်သားသွားပါလိမ့်မယ်လို့နော်ကဲအဲ့တော့ဒီနေ့ရဲ့ reading ကတော့ဒီလောက်ပါပဲဆိုတော့ဒီ မှာ calling ရတဲ့အတွက်ကြောင့်မဆောက်ရှောက်တည်ရနေပြီပေါ့။ဒါလေးနည်းနည်းလုတ်ပါဆိုတော့ကျွန်မတို့ဒီလုတ်ပေးထားတယ်။ဆိုတော့အားလုံးမချင်းနဲ့မထင်ပါနဲ့ personal reading လေးတွေဆက်ပြီး hobby နေရမို့လို့မိချင်းနဲ့ဆိုရင် page ရဲ့ messenger မှာလာပြီးတော့ meeting ရပါတယ်။ bye bye